နာပါရှင်မန္တလေးဂီတအနုပညာကျောင်းမှာကျောဆလိုက်ပါတယ်ရှင်ဒီကနေ့မန္တလေးမှာတည်တဲ့ရှင်မန္တလေးအီအီဆိုရလဲဒေသချင်းနဲ့လာရခဲ့ပြီးတော့ပါတယ်ရှင်အဲ့တော့ဒီကနေ့ရိုက်ကူးတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ညီမလေးနဲ့အခုလိုပဲသူ့ဆုံးမိများတော့မှာဖြစ်ပါတယ်ရှင်ညီမလေးမိန်းမပါရှင်ဟုတ်ကဲ့ပါအဲညီမလေးဒီကနေ့မှာမန္တလေးမှာလာရခဲ့ပြီးဖြစ်ခဲ့တဲ့အကြောင်းလေးပေါ့နော်ဟုတ်ပါပြီညီမလေးအေးမြတ်မွန်တို့ ဆက်တူနဲ့နာရိုက်ဖြစ်တာဖြစ်ပါတယ်ညီမလေးအမျက်မော်ကတော့မန္တလေးမှာပုံမှန်လေးရိုက်ကူးနေကြပါတော့ညီမလေးကကျတော့အခုမှပထမဆုံးချင်းပေါ့နော်ဟုတ်ပထမဆုံးချင်းအဲ့ဆိုဒီနေ့ရိုက်ကူးတဲ့တခြင်းလေးနည်းနည်းအောင်ခက်ဝဲဝဲလေးနေတော့မယ်ဆိုတော့တခြင်းလေးတခြင်းတပုတ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုအဲ့တခြင်းလေးရေးထားတဲ့ဒီရအောင်ဒီရေးနေဝင်းနိုင်ဟုတ်ကဲ့ပါ။မလေးကူရဲ့ကူပီးတာတခြင်းကိုကြတော့ဘယ်ကနေပြီးတော့ကြည့်ရှုခံစားရမလဲဆိုတာလေးလည်းပြောပြပေးပါမယ်။မတလေး YouTube Facebook Channel တွေကလည်းကြည့်ရှုလို့ရပါလိမ့်ရှင်။ တမီးရဲ့အီအီဇော် YouTube TikTok channel ကလည်းကြည့်ရှုလို့ရပါတယ်ရှင်ပါစေ။မာလီဘူဒီမာလီမာလာရဲ့ထူရဲ့ခါမှာအဆင်ပြေလားဗောနော်ဘလိုမျိုးလေးနေခံစားရလဲဆိုတာလေးပဲပြဝေးပြီးပါတော့နော်။ဟုတ်ကဲ့အဆင်ပြေပါတယ်။အကုန်လုံးကလည်းသဘောကောင်းပြီးတော့လက်တွဲခေါ်ကြပါတယ်ရှင်။ကိုယ့်ရဲ့မောင်မလေးတွေပဲဗောနော်စတိုက်ဝေါ်ဝေါ်နဲ့စီစီလုံးလုံးလေးလောက်ဆောင်ရတယ်ဆိုတော့ပြောတာပေါ့နော်ဟုတ်ပြောပါရှင်ပါရှင်အဲ့ဒါမလေးနောက်ထပ် ဆက်ပြီးတော့ဆောက်လမ်းမဲ့အမှုပညာလှူချောင်းမှုလေးတွေရောအမှုပညာဆက်ပြီးကျိုးသွားသွားပါမယ်ရှင်ဆက်ပြီးတော့လည်းတခြင်းလေးတွေခံပြီးပါဖို့ရှိပါဘူးရှိပါတယ်ဟုတ်ကဲ့ရှင်အဲ့ဒါဒီမှာရတဲ့တခြင်းလေးတွေကိုဆက်ပြီးတော့ဆောက်ဆောက်ရအောင်အပြင်နေပါမယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါအခုရန်ကူးတဲ့တခြင်းလေးကိုဟိုအနည်းလေးဆိုပြပါလားဟုတ်ကဲ့ကျွန်တော်မဖြေသားပါလေငင်းစင်ကလေးရာအတူတူကြည့်ပြင်းရယ်ရှင်ခုံရွေလေးရောက်တော့ သူနဲ့ကျွန်တော်ပုံမခိုင်မြဲသောမြတ်တာများနဲ့ချစ်ခဲ့ရီသစ္စာထားရဲ့ချစ်သက်ဝေအခုတော့ကညီမရဲ့ချစ်သူတွေဝေအောင်ပ မာလေးအင်းမြမော်လေးဒီကြီးရဆောင်လေးဆိုပါတော့ဟုတ်ကဲ့ရှင်ဆက်အဲ့ဒီမြန်မာပြည်ရဲ့ချင်းလေးတွေဆက်လက်ပြီးရဆောင်ရအားပေးနေကြတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါအခုဒီဒီလေးကိုကြည့်ရှုနေတဲ့ပရိသတ်တွေအတွက်လည်းအမှတ်တရစကားတွေပြောပြပါအောင်နော်အမီတချင်းလေးတွေဆက်လုပ်သွားဖို့စီစဉ်ရှိပါတယ်ရှင်။အမီရဲ့တချင်းလေးတွေထွက်လာရင်လည်းအားပေးကြပါအောင်ရှင်။ကြည့်ပေးတဲ့ပြိတ္တကြီးပေါင်းလို့လည်းကျမ်းမာချမ်းသာကြပါစေရှင်။ဟုတ်ပါပါ။အမီရဲ့တချင်းလေးတွေလည်းဆက်လက်ဆောင်ရွက်ပြီးတော့အားပေးနေပါမယ်။ဟုတ်ကဲ့ကျေးဇူးပါရှင်။ ဲ့အခုဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့အားလည်းဗီဒီယိုစင်မာလေးရဲ့အချင်းလေးတွေကိုဆက်လက်ဆောင်ရွက်အားပေးဖို့တော့ထိတ်ခေါ်လိုက်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်။